တန်ဖိုးဖြတ်မရပါတော့တနေ့မှာအသက်၁၀လောက်ရွယ်ကလေးငယ်တူဟာဟိုတယ်ကကော်ဖီဆိုင်ဒီဇိုင်းထဲအตาအရာဝင်းလာပြီးစပွဲလွတ်တဝိုင်းမှာဝင်ထိုင်လိုက်ပါတယ်စပွဲသူအမျိုးသမီးကကလေးငယ်အတွက်တောက်ရည်တစ်ခွက်ချပေးပြီးဘာမှမလဲလို့မေးတဲ့အခါကောင်းလေးက တီးဆောင်ရေခဲမုတ်ကတစ်ခွက်ဘလောက်လဲလို့မေးပါတယ်9000ပါလို့စပွဲသူအမျိုးသမီးကဖြေပါတယ်ကောင်းလီဟာအိတ်ကတ်ထဲကပတ်စံအကြွေလေးတွေကိုထုတ်ပြီးတရွက်ချင်းစီရေတွက်နေပါတော့တယ်ခဏနေတော့သူကထပ်မေးလိုက်ပါတယ်อืมဟိုရိုးရိုးရေခဲမုတ်အလွတ်ကရောဘလောက်လဲ အဲ့ဒီအချိန်မှာ တခြား customer တွေကလည်းမှာဖို့စောင့်နေကြပြီဆိုတော့ဇပွဲတို့မျိုးသမီးကစိတ်မရှိတော့ပဲ3500လို့ခက်ပြက်ပြက်ပြန်ဖြေလိုက်ပါတယ်။ကောင်လေးဟာ သူ့ပတ်စံအကျွေတွေကိုနောက်တစ်ချိန်ထပ်ရေးတွက်ပြန်ပါတယ်။ပြီးတော့ဒါဆိုတအားကိုရိုးရိုးရေခဲမှုပဲတစ်ခွက်လို့ပြောလိုက်ပါတယ်။ အမျိုးသမီးဟာရေခဲမုတ်ခွက်ကိုယူလာပြီးဘေးစာရွက်ကိုပါစပွဲပေါ်မှာချထားလိုက်ပါတယ်။ချပြီးတာနဲ့ချက်ချင်းပဲလှဲ့ထွက်သွားလိုက်ပါတယ်။ကောင်လေးကရေခဲမုတ်ကိုစားပြီးတော့ကောင်တာမှာ3500ရှင်းပြီးပြန်သွားပါတယ်။ခဏကြာတော့စပွဲသူအမျိုးသမီးကစပွဲလာတဲ့အချိန်မှာ သူဟာ ရုတ်တရက်အံ့ဩသွားပြီးမြေကြီးတွေလည်းဝဲလာပါတော့တယ်။ဘာကြောင့်များပါလဲ။ရေခဲမှုခွက်ရဲ့ပြီးမှအကြွေလေးတွေအားလုံးပေါင်းပတ်စံ1500ခြံထားခဲ့လို့ပဲဖြစ်ပါလေ။သူမအတွက်ပေါက်ဆူးငွေပါ။အိုးဒီကလေးဟာပတ်စံ1500ကို သူကြိုက်တဲ့သီးဆောင်ရေခဲမှုစားလိုက်ဖို့ထက်သူမအတွက် ပေါဆူးပေးလိုက်ဖို့ကဒါရွေးချယ်ခဲ့တဲ့တိတ်ကိုလှပတဲ့နှလုံးသားပိုင်ရှင်လေးပါပဲလားတကယ်တမ်းမှာငွေချေးပေါများချမ်းသာခြင်းနဲ့တဒါတရားကြွေဝခြင်းဟာတိုက်ရိုက်အချိုးကြတာမဟုတ်ပါဘူးရရောခြင်းဟာပတ်စံအိတ်ထဲကလာတာမဟုတ်ပဲနှလုံးသားတွေကလာတာဖြစ်ပါတယ်တိုးတိတ်သောလောက်ရက်ကလေးတွေနဲ့ ရိုးရှင်းတဲ့ရွေးချယ်မှုတွေရဲ့နောက်ွယ်ကလှပတဲ့နှလုံးသားနဲ့မြင့်မားတဲ့မေတ္တာစေတနာတရားတွေကိုသိနိုင်မြင်နိုင်နားလည်နိုင်မှုအတွက်ဖြူစင်တဲ့နှလုံးသားနဲ့အပေါ်ယံမျက်နှာပြင်လွာကိုကြော်လွန်ပြီးနက်နက်ရှိုင်းရှိုင်းကြည်တက်မြင်တက်နားထောင်တက်ဖို့ရလိုအပ်ပါတယ်